1948ခုနှစ်ခွဲထွက်ရေးကာလအတွင်းမှာပါကစ္စတန်ဆိုတဲ့နိုင်ငံတစ်ခုပေါ်ပေါက်လာခဲ့ပြီးတိတ်မကြခင်မှာပဲအနောက်ပါကစ္စတန်နဲ့အရှေ့ပါကစ္စတန်ဆိုပြီးနှစ်ချမ်းကွဲသွားခဲ့ရပါတယ်။အရှေ့ပါကစ္စတန်ရဲ့အဓိကဘာသာစကားကအူရဒူဘာသာစကားဖြစ်တဲ့ပေမဲ့ဘင်္ဂါလီစကားဖြစ်နေခဲ့ပြီးလူနေမှုပုံစံတွေဟာလည်းအနောက်ပါကစ္စတန်နဲ့တော်တော်လေးကွဲပြားခဲ့ကြပါတယ်။အဲ့ဒီချက်တွေကြောင့်ပဲဘင်္ဂါလီမွတ်စလင်လူမျိုးတွေနဲ့အရှေ့ပါကစ္စတန်ဟိန္ဒူလူမျိုးတွေဟာဇက်အနေအမြင့်ခွဲခြားဆက်ဆံခံရတာတွေကိုအပြင်းထန်ကြုံတွေ့ခဲ့ရပါတယ်။ သူတို့တွေဟာအဲ့ဒီလိုလူသားမဆန်မှုတွေကိုစန့်ကျင်ဖို့အတွက်1980မှာပုံကံထားကြွမှုတွေလုပ်ခဲ့ကြပါတယ်။အဲ့ဒီပုံကံထားကြွမှုတွေကိုခြေမုံမှုသမရရာရာခမ်းနဲ့ဗိုလ်ချုပ်မှုကြီးတက်ကာတို့ကစစ်စင်ရေးတရဆင်နွှဲခဲ့ပြီးအပြစ်မဲ့ပြည်သူ၃သန်းနီးပါးပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေကိုကျူးလွန်ခဲ့ကြပါတယ်။အိန္ဒိယတွေဟာသူတို့ရဲ့အနွယ်ဝင်တွေပေါ်အဲ့ဒီလိုကျူးလွန်နေတာကိုလက်ပိုက်ကြည့်နေနိုင်တာကြောင့်အရှေ့ပါကစ္စတန်အတွက်တပ်တွေဖြန့်ထားပေးခဲ့ပြီးလုံခြုံရေးယူပေးခဲ့ပါတယ်။အဲ့ဒါကြောင့်အရှေ့ပါကစ္စတန်လူမျိုးတစ်ဝက်လောက် အန္တရာယ်ကင်းကင်းနဲ့လွတ်ထွက်သွားခဲ့ပြီးသမရယာယာခမ်းတော်တော့ဒေါသဖြစ်စီခဲ့ပါတော့တယ်1982ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အနောက်ပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့မှာဖြစ်ပါတယ်ပါကစ္စတန်သမရယာယာခမ်းဟာအိန္ဒိယအနယ်ဝင်လူ3သန်းလောက်ကိုပဲရှင်းထုတ်နိုင်ခဲ့တဲ့သူ့ရဲ့တပ်ဖွဲ့တွေပေါ်အလိုမကျဖြစ်ပြီးဒေါသထွက်နေခဲ့ပါတယ်ဘူဂျုံကြီးတက္ကာကတော့မြေပြင်မှာအိန္ဒိယတပ်တွေနေရာအကျယ်ကြီးယူထားခဲ့တာကြောင့်သူတို့တပ်တွေတိုးမပေါက်နိုင်ခဲ့ကြောင်းပြန်ရှင်းပြပါရစေ ဒါပေမဲ့အာမရနိုင်တဲ့သမ္မတကြီးကတော့သူတို့ရဲ့နှစ်400လောက်ခေတ်ဆက်ဆက်အုပ်ချုပ်လာခဲ့ပြီးတဲ့အိန္ဒိယကို1981ခုနှစ်ရဲ့ခေတ်သစ်ပါကစ္စတန်အကြောင်းသိအောင်ပြရမယ်ဆိုပြီးစစ်ဗိုလ်တွေကိုအမိန့်ပေးနေခဲ့ပါတယ်။နောက်ပြီးသူတို့မှဂင်းကာမြစ်နဲ့ယမုန်နာမြစ်ကိုတောင်ပိုင်းခြားပစ်လောက်နိုင်တဲ့အထိဖောက်ခွဲပစ္စည်းတွေအပြည့်ရှိလာကြောင်းခဲယံလက်နက်တွေအပြည့်တင်ထားတဲ့ဂုံတင်ကားနဲ့ဒေလီမြို့ကိုဖောက်ခွဲပစ်ပြီးဒုတိယတစ်ကြိမ်စစ်ချီဖို့အတွက်ပြင်ဆင်ခိုင်းပါတယ်။စစ်ရေးအရာရှိတယောက်ကတော့အခုလိုအချိန်မှာသူတို့ကစစ်မျက်နှာနှစ်ခုလုံးကိုမကာကွယ်နိုင်သေးတာကြောင့် ဒုတိယအကြိမ်စစ်ချီဖို့အချိန်ကောင်းမှုသေးကြောင်းသမ္မတကြီးကိုပြောပါရယ်။ဒါပေမဲ့အိန္ဒိယစစ်တပ်ကအရှိတ်ဘတ်စစ်မျက်နှာကိုတက်ဖြန့်ထားတာကြောင့်လစ်ဟာနေတဲ့အနောက်ဘက်ဘူးစ်လီဒတ်စခန်းကိုဝင်တိုက်ပြီးအိန္ဒိယအနောက်ပိုင်းကိုရသမျှသိမ်းဖို့အတွက်သမ္မတကြီးကအမိန့်ပေးလိုက်ပါရယ်။အဲ့လိုသိမ်းပြီးသွားရင်တော့အနောက်ဘက်အိန္ဒိယကိုပြန်လို့ချင်းအရှိတ်ပါကစ္စတန်ကနေထွက်ပေးဖို့ဂန္ဒီရဲ့ဇနီးမစ္စစ်ဂန္ဒီနဲ့အတူဒေလီမြို့မှာလက်ဖက်ရည်တောင်းရင်ဆွေးနွေးကြမယ်လို့သမ္မတကြီးရာရာခမ်းကပြောလိုက်ပါရယ်။နောက်တစ်နေ့မှာတော့ဘူဂျာရက်ပြည်နယ် ဘူးစ်လီဒါစ်ခန်းကိုလေကြောင်းနဲ့စတင်တိုက်ခိုက်ကြပါတော့တယ်။လေရင်အစီးရေ20လောက်နဲ့အလစ်ဘုံဝင်ကျဲတာကြောင့်ဘူးစ်လီဒါစ်ခန်းတစ်ခုလုံးရစရာမရှိအောင်ပျက်စီးသွားခဲ့ပါတယ်။ဘူးစ်လီဒါစ်ခန်းရဲ့အကြီးတန်းအရာရှိ VJ ကတော့ကားတစ်စီးကိုယူပြီးမောင်းထွက်သွားဖို့လုပ်နေတော့ရှေ့တက်တက်ကပြတ်ကျလာတဲ့လေရင်တစ်စီးနဲ့ဝင်တိုးပြီးလမ်းပေါ်မှာပဲမှောက်ကျသွားပါတော့တယ်။တစ်ဖက်မှာလေဒါစ်ခန်းရဲ့ Pilot Fighter Vikram ဆိုသူကလည်းဘုံလာကျဲတဲ့လေရင်တွေကိုပြန်ခုခံဖို့အတွက်အရေးပေါ်အခြေအနေစလှုပ်ရှားပါတယ်။ ဗစ်ဂရမ်ကတိုက်လေရင်တစည်းပေါ်အမြန်ပြေးတက်သွားပြီးရန်သူတွေကိုပြန်တိုက်ပါတော့တယ်။အဲဒီချိန်မှာပဲမြေပေါ်လဲကျနေတဲ့ VG တယောက်ပြန်တတိယလာခဲ့ပြီးလေရင်ပြက်အမြောက်ရှိရာကိုအမြန်ထပြေးသွားပြီးဘုံကျဲလေရင်တွေကိုပြန်ပစ်ပါတယ်။ Pilot Fighter Vikram ကတော့ရန်သူလေရင်တွေကိုလေပေါ်မှာပဲအပြတ်ရှင်းပစ်နေပါတယ်။ Boost Leader စခန်းကလည်းတန်းနိုင်တော့ပြန်ခုခံခဲ့ကြပြီမဲ့အလေးဝင်တိုက်ခိုင်းရတာဖြစ်တဲ့အတွက်ကြောင့်အဆုံးရှုံးများနေခဲ့ပါတယ်။ပါကစ္စတန်ဘက်ကစပြီးတိုက်စစ်မဆင်ခင်နှစ်ပတ်အလိုဖြစ်ပါတယ်။ ဒါကတော့နှစ်ပေါင်း1000ကျော်တမိုင်းရှိခဲ့မှုတဲ့မလယာလမ်လူမျိုးနဝင်စစ်သူရဲကောင်ဒူဘူမူကြီးနိုင်မဲဖြစ်ပါတယ်။ဘူမူကြီးနိုင်က1986ခုနှစ်မှာအိန္ဒိယစစ်တပ်ကိုစားပြုနေတဲ့လက်ဝဲပွဲတစ်ခုမှာဝင်ထိုးခဲ့ဖူးပါတယ်။ရန်သူကိုဥမညွတ်တက်ပဲအမြဲတမ်းအလဲထိုးနိုင်တဲ့ဘူမူကြီးနိုင်ကပါကစ္စတန်လက်ဝဲသမားရဲ့မေးရိုးကိုချိုးပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့နိုင်ကသူနဲ့မျိုးဆက်မတူတဲ့မွတ်စလင်မလေးဇီးနတ်ဆိုသူနဲ့ချစ်ကြိုက်ခဲ့ကြပြီးလက်ထပ်ခဲ့ကြပါတယ်။တရက်မှာဘူမူကြီးနိုင်ကခြေလင်တက်တာ120နဲ့အတူတူ ဗီဂါကော့စစ်စင်ရင်ဂိတ်မှာတာဝန်ကြပါတယ်။နောက်ပြီးပါဂီရန်ချိုးဆိုတဲ့ပုံကိုတယောက်ကလည်းဘုံမူကြီးနိုင်ကိုကူညီပေးဖို့ရှိနေခဲ့ပါတယ်။ပါဂီရန်ချိုးဆိုသူကတော့ပါကစ္စတန်နယ်စပ်ရွာတွေမှာနေထိုင်ပြီးတခါကပါကစ္စတန်စစ်တပ်တွေဟာသူတို့ရဲ့အိမ်မွေးခွေးတွေကိုရိတ်ခါဖြစ်တောင်းလို့အပြစ်မဲ့ပြိဿံကိုမသေးစေချင်တဲ့ရန်ချိုးကပါကစ္စတန်စစ်သား9ယောက်ကိုပစိမ်းနဲ့ခုတ်တတ်ခဲ့ဖူပါတယ်။အဲဒီနောက်တော့ရန်ချိုးကအိန္ဒိယကိုလာပြီးရောဖွဲ့တဲ့ဝင်လိုက်ပါတယ်။ရောဖွဲ့ကတော့ရန်ချိုးရောက်လာကစားမှာပဲဟူးစစ်စင်ရေးလို့အမည်ရတဲ့ ခက်ခက်ခဲခဲမစ်ရှင်တစ်ခုကိုတာဝန်ပေးပြီးကြိုဆိုလိုက်ပါတယ်။ဂရန်ချိုကိုလူအများစုကကန်ဒါယာတိုင်းငတ်လိုတောင်တင်စားကြပြီးကတ်နဲ့ဆင်းကန်ဒါယာတွေကိုလည်းထုံးလုံးမှွေရေလိုနှောက်လာခဲ့သူပါ။ဂရန်ချိုကတဲဘော်ကခြေရာကိုကြည့်ပြီးအိန္ဒိယစစ်တပ်ရဲ့ခြေရာလားပါကစ္စတန်စစ်တပ်ရဲ့ခြေရာလားဆိုတာတောင်ခွဲခြားသိနိုင်တဲ့အထိအထာကျတဲ့သူတယောက်ပါ။ဟူးစစ်စင်ရေးမှာဂရန်ချိုရဲ့တာဝန်ကတော့ပါကစ္စတန်စစ်သားတွေပုန်းခုန်နေတဲ့နေရာတွေနဲ့တခြားသတင်းချက်လက်တွေကိုရှာဖို့ပဲဖြစ်ပါတယ်။တိုက်ခိုက်မှုမစခင်9ရက်အလိုဖြစ်ပါတယ်။ ပါကစ္စတန်လာဟိုမြို့မှာတော့အိန္ဒိယရဲ့မဟာရန်သူတော်ပါကစ္စတန်တပ်မတော်ရဲ့ထောက်လှမ်းရေးခေါင်းဆောင်မိုဟာမက်ကသူ့အတွက်နေနေညညစောင့်ဆိုင်းခဲ့ရတဲ့သတင်းတခုကိုခတ်ခဲစွာရရှိခဲ့ပါတယ်။အဲဒါကတော့အိန္ဒိယနဲ့စစ်ပွဲဆင်နွှဲဖို့အတွက်ချန်ဂစ်ခမ်လို့မည်ရတဲ့စစ်စင်ရေးတခုလှုပ်ဆောင်မှုအထက်ကအမိန့်ပေးလိုက်တာပဲဖြစ်ပါတယ်။အထက်မဲ့ရတာနဲ့တပြိုင်နက်ပါကစ္စတန်လေတပ်ကလည်းစပြီးလှုပ်ရှားပါတော့တယ်။1981ဒီဇင်ဘာ3ရက်နေ့ဘုတ်လေတပ်စခန်းမှာတော့ VJ နဲ့သူ့ဇနီးတို့ရဲ့10နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ပွဲကိုကျင်းပနေကြပါတယ်။ လူတွေအားလုံးကလက်ခုပ်အောပါတွေပေးနေကြပန်းတွေကျင်းနေကြရင် VJ တို့ရဲ့နှစ်ပတ်လည်ပွဲလေးကအရန်ကိုလှပနေခဲ့တာပါဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအချက်ပေးအော်အော်ဆွဲတန်တွေမြည်လာပြီးပါကစ္စတန်လေတပ်ကဘူချ်လေတပ်စခန်းကိုဘုံလာကျဲတာကြောင့်နှစ်ပတ်လည်ပွဲလေးပြတ်သွားခဲ့ရပါတယ်အဲဒါကြောင့် VJ ကသူတို့ရဲ့လေရင်ပြက်လက်နက်တွေကိုနေရာပြောင်းမှုအတွက်အစီအစဉ်အသစ်ဆွဲလိုက်ပါတော့တယ်1981ဒီဇင်ဘာလ4ရက်ဂူဂျာရက်ပြည်နယ်ကဂျန်နဂါလေတပ်စခန်းမှာတော့ Pilot Fighter Vigram က တခြား pilot fighter တွေနဲ့အတူတူလေကြောင်းတိုက်စစ်ပြင်ဆင်မှုအတွက်ပြင်ဆင်နေပါတယ်။အဲဒီနောက်တော့ Vikram ပါဝင် တိုက်လေယာဉ်၅စီးထွက်လာခဲ့ပြီးရန်သူစခန်းရှိရာကို မောင်းနှင်လာခဲ့ပါတယ်။ပါကစ္စတန်တပ်တွေရဲ့ Karachi leader စခန်းရောက်လာချိန်မှာတော့ Vikram တို့ဘက်ကစပြီးဘုံကျဲကြပြီးထိုးစစ်ဆင်ကြပါတယ်။ပါကစ္စတန်လေတပ်လည်းအလေးဝင်တိုက်ခိုက်ခံလိုက်ရတာမို့အထိနာသွားခဲ့ပါတယ်။ဒါပေမဲ့ရန်သူတွေကလည်းလေယာဉ်ပြည့်လက်နက်တွေနဲ့ရသလောက်ပြန်ပစ်ခဲ့တာကြောင့်လေယာဉ်မှုဘာလီရဲ့တိုက်လေယာဉ်ကိုထိသွားခဲ့ပြီးဘာလီလည်းတိုက်ပွဲမှာကြာဆုံးသွားခဲ့ရရှာပါတယ်။ အဲဒီနောက်ဌာနချုပ်ကသူတို့မစ်ရှင်ပြီးပြီမို့လို့လီယင်မှုအားလုံးကိုပြန်ဆုတ်ခိုင်းလိုက်ပါတော့တယ်။စစ်စင်ရင်ပြီးသွားချိန်မှာတော့ဗီဂရန်ကဘာလီရဲ့မိသားစုစီကိုသွားပြီးဘာလီတယောက်တိုက်ပွဲမှာကြာသွားခဲ့တဲ့အကြောင်းသွားပြောခဲ့ပါတယ်။တစ်ဖက်မှာရန်ချိုကလည်းဟူစစ်စင်ရင်ကိုစားလို့ရပြီဖြစ်ကြောင်းအထက်မိတ်ရတာနဲ့စပြီးလှုပ်ရှားပါတော့တယ်။တညမှာပါကစ္စတန်ထောက်လိုင်းရေးခေါင်းဆောင်မိုဟာမက်ကအိန္ဒိယသူလေဟီနာနဲ့အတူတူအနားယူနေတုန်းဘုံဘူးချုပ်ပိုင်နဲ့တိုက်မှုလို့ရောက်လာလို့သွားတွေ့ရပါတယ်။အဲ့ခန်းထဲမှာတော့မိုဟာမက်ကပါကစ္စတန်အတွက်တချို့လုပ်ပေးနေရတဲ့သူတွေအကြောင်းကို ဘုံမှုကြောင့်တဲ့တိုင်းမှုတို့ကိုရှင်းပြနေတဲ့ချိန်မှာပဲဟီနာတယောက်ကတော့အခန်းထဲမှာကိစ္စတခုကိုတိတ်တဆိတ်လှုပ်ရှားနေပါတယ်။တကယ်တော့အိန္ဒိယသူလေးဟီနာကတချို့တယောက်ဖြစ်ပြီးအိန္ဒိယအတွက်တစ္ဆာခံထားသူဖြစ်ပါတယ်။ဟီနာကသူ့အကိုရာမန်ကိုမိုဟာမက်တို့ကတတ်ခဲ့တဲ့ကိစ္စအတွက်အညှိုးတေးထားပြီးလက်စားရှိဖို့ရောဖွဲ့တွေကိုဝင်ခဲ့သူပါ။ဟီနာကိုရန်ချိုကိုတိုင်ဥဆောင်လေးကျင့်ပေးခဲ့တာဖြစ်ပြီးပြင်းထန်ထိရောက်တဲ့လေးကျင့်မှုတွေကိုလည်းဟီနာကကြော်ဖြတ်လာသူပါ။အစ္စလမ်ဘာသာဝင်ဖြစ်ပေမဲ့သူ့ရဲ့အသက်ကိုစွန့်ရမယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံအတွက်ပဲဖြစ်ရမယ်လို့ဟီနာကတစ္ဆာဆိုထားပြီးရောအဖွဲ့ရဲ့ထူးချွန်တဲ့တပ်သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဟီနာကအိန္ဒိယအတွက်တချို့အဖြစ်နဲ့မိုဟာမက်အိမ်ကနေရသမျှသတင်းတွေအကုန်ယူပေးနေခဲ့ပါတယ်။အဲဒါကြောင့်ပါကစ္စတန်တချို့တွေကခက်ဖီနယ်ကနေရေဒီယိုလိုင်း3.1မဂါဟတ်စ်နဲ့သတင်းပို့မယ်ဆိုတဲ့ကိစ္စကိုဂရန်ချိုနဲ့တူပမွန်ကြီးနိုင်တို့သိသွားခဲ့ကြပြီးသူတို့ပြည်ထဲမှာရှိနေတဲ့တချို့တွေကိုခြေရာခံကြပါတော့တယ်။တချို့တွေကိုရှင်းဖို့အတွက်အရာရှိ VJ ကိုတာဝန်ပေးလိုက်တာကြောင့် VJ နဲ့ပါကစ္စတန်တချို့တွေရှိတဲ့ ငရုတ်သီးမုတ်ပွဲရုံကိုจิตကာနဲ့ထွက်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့တရှိုတွေကအိန္ဒိယစစ်သားတွေဘယ်နှယောက်ရှိတယ်၊ဝန်ထမ်းဘယ်နှယောက်ရှိတယ်ဆိုတာကအစမိုဟာမက်ဇီကိုတည်င်းလှမ်းပို့နေခဲ့ပါတယ်။ VJ ကတရှိုတွေကိုရှင်းဖို့အတွက်တတိုင်းကိုကြော်တက်လိုက်ချိန်မှာတော့တတိုင်းပေါ်မှာတင်ထားတဲ့လင်မန်းတစ်ချက်ကိုတိုက်မိသွားပြီးအတန်မြည်သွားပါတယ်။တရှိုတွေလည်းအတန်ကြားတာနဲ့တယောက်ယောက်ဝင်လာပြီးဆိုတာသိလိုက်ရတော့ပရင်းပေါက်ကနေချောင်းကြည့်လိုက်ကြပါတယ်။အဲ့ဒီချိန်မှာပဲတုံလှဲပြီးမှပုံနေတဲ့ VJ ရဲ့ထွက်နေတဲ့ဖက်နှက်ကိုမြင်သွားပြီးအကောင်လုံးတနက်တွေကောက်ကင်ကမီးတွေပိတ်လိုက်ကြပါတော့တယ်။ VJ တယောက်ကတော့မျက်မှန်တက်လိုက်ပြီးငြုံသီးမှုန့်တွေကိုတရှိုးတွေရှိတဲ့ခန်းထဲလှမ်းပစ်လိုက်ကစပြီးတိုက်ခိုက်ပါတော့တယ်။ငြုံသီးမှုန့်တွေစင်ကုန်တာကြောင့်တရှိုးတွေလည်းတနက်နဲ့ရန်တမ်းပစ်နေတော့ VJ ကတော့အကုန်လုံးကိုဝင်ဆော်နေခဲ့ပါပြီ။အိမ်ထဲမှာ VJ ကတရှိုးတယောက်ကိုဖမ်းနေတော့တနက်ကင်ထားတဲ့လူအုပ်ကြီးကပြေးဝင်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရန်ချိုနဲ့ဘုံမကြီးနိုင်တို့ရောက်လာပြီးတရှိုးတွေကိုဝင်တိုက်ခိုက်ကြပါတော့တယ်။ VJ ကတရှိုးတယောက်ကိုတနက်နဲ့ချိန်လိုက်ပြီးဖုန်းနှောင်းကိုခေါ်သွားကမိုဟာမက်စီကနေလျှို့ဝက်ကုတ်ကိုတောင်းခိုင်းလိုက်ပါတယ်။ လျှို့ဝှက်ကောက်ရတာနဲ့ VJ ကလည်းတချို့ကိုတတ်ပစ်လိုက်ပြီးတချို့တွေအားလုံးကိုရှင်းပစ်လိုက်ပြီးဖြစ်ကြောင်းမိုဟာမက်ကိုဖုန်းထဲကနေလှမ်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မိုဟာမက်ကသူ့ရဲ့တချို့တွေအသက်ခံလိုက်ရကြောင်းနဲ့စစ်တင်မောတွေကိုလည်းအိန္ဒိယရေတပ်ကဖျက်ဆီးလိုက်တာကြောင့်လက်နက်ခဲယမ်းတွေအလုံးလောက်မရှိတော့ကြောင်းဗိုလ်မှူးတွေကိုပြောပြလိုက်ပါတယ်။ဗိုလ်မှူးကတော့အိန္ဒိယဘက်ကဒီလိုအရေးတာနေခဲ့တာကိုရက်ကြည့်နေရင်သူတို့တွေရှုံနေခြင်းရဲ့အရာတာကိုမကြခင်သိရတော့မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ပဲမိုဟာမက်ကသူတို့ပါကစ္စတန်ဘက်ကပြန်ပြီးအရေးတာခြင်း နီလန်၃ခုရှိတယ်လို့ပြောပါရယ်ပထမတစ်ခုကတော့တင့်ကားတရားပါဝင်စစ်အင်အား1800လောက်နဲ့လုံဂီဝါလာပြည်နယ်ကနေတဆင့်ဒေလီမြို့ကိုခြိတက်ဖို့ဖြစ်ပါရယ်ဒုတိယတစ်ခုကတော့ပါကစ္စတန်ရေတပ်သင်းမောတွေကအိန္ဒိယရေတပ်သင်းမောတွေကိုနစ်မြုပ်အောင်လုပ်ဖို့ဖြစ်ပြီးတတိယတစ်ခုကတော့ချန်ကီခမ်လို့ခေါ်တဲ့စစ်စင်ရေးဖြစ်ပြီးဘူးစ်ဒေတပ်ကိုတိုက်ခိုက်ဖို့ပဲဖြစ်ပါရယ်ကက်စပီနေဟာ90ရာခိုင်နှုန်းကပင်လယ်ရေနဲ့ပြည့်နေပြီးကြံတဲ့နေရာတွေမှာတော့တဲကန်နေရာတွေဖုံးထားတာဖြစ်ပါရယ် နောက်ပြီးအိန္ဒိယနဲ့ကတ်ချင်တွေကိုဆက်သွယ်ထားတာကလည်းဒဒါ20ပဲရှိတာကြောင့်အဲ့ဒီဒဒါ20နဲ့လမ်းသွယ်15ခုအပါအဝင်ဘူးလီတက်ရဲ့လေရင်ပြေးလမ်းတို့ကိုဖျက်ဆီးနိုင်ခဲ့ရင်ကတ်ပြည်နယ်နဲ့အိန္ဒိယဟာဆက်သွယ်စရာလမ်းပန်းမရှိတော့ပါဘူးတစ်ဖက်မှာတော့မိုဟာမက်တို့ပြောနေတာကိုဟီနာကလျှို့ဝှက်အတန်ဖန်းဆက်ကနေပြီးတော့ခိုးနှားထောင်နေခဲ့တာပါအကယ်၍အိန္ဒိယရေတပ်တွေကရေချောင်းနဲ့ခြစ်တက်လာခဲ့ရင်တောင်မှဘူးလီတက်ကိုရောက်ဖို့ကတရက်ကျော်ကနေနှစ်ရက်လောက်ထိအချိန်ကြာမြင့်မှဖြစ်တာကြောင့် ါကစ္စတန်ဘက်ကစစ်ရေးမှအသာစီးရပြီးဘူတလီတက်ကိုသိမ်းပိုက်လိုက်နိုင်မှာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဘူတလီတက်ကိုသိမ်းနိုင်ပြီဆိုတာနဲ့အိန္ဒိယကိုလည်းပွဲသိမ်းလို့ရပြီဆိုပြီးမိုဟာမက်ကဗိုလ်မှုနဲ့တိုက်မှုတွေကိုရှင်းပြပါတယ်။အဲ့ဒီအကြောင်းလေးကိုသိသွားတဲ့ဟီနန်ကတော့ထိတ်လန့်သွားပါတယ်။တစ်ဖက်မှာမိုဟာမက်ကလည်းစကားဆုံးဆုံးချင်းမှာပဲခုံအောက်ကိုပြုတ်ကျသွားတဲ့မီဂျစ်ကိုကုန်းကောက်လိုက်ချိန်မှာတော့ဟီနာခိုးနှားထောင်နေတဲ့ပြုတ်ဝက်မိုက်ခရိုဖုန်းကိုတွေ့သွားပါတော့တယ်။အဲ့ဒါနဲ့ပဲမိုဟာမက်ကဟီနာရှိတဲ့အခန်းကိုဝင်သွားခဲ့ပြီးဟီနာကိုပြစ်တတ်ဖို့တနက်နဲ့ချိန်လိုက်ပါတယ်။ ဟီနာကလည်းတနက်ကိုဖြတ်ကနေလူယူလိုက်ပြီးနှစ်ယောက်သားအခန်းထဲမှာတိုက်ခိုက်ကြပါတော့တယ်။ဟီနာကမင်းကလေးဖြစ်ပေမဲ့အသာစီးရသွားပြီးမိုဟာမက်ကိုတနက်နဲ့ရိုက်ချလိုက်ကအပြင်ကိုထွက်သွားဖို့လုပ်ပါတယ်။ဟီနာအတွက်ကံမကောင်းချင်တော့စစ်သားတယောက်ကအခန်းထဲမှာမိုဟာမက်လဲကျနေတာကိုမြင်သွားပြီးအချက်ပေးဝီစီကိုမှုတ်လိုက်ပါတော့တယ်။ဝီစီတန်ကြားတာနဲ့ဟီနာလည်းအခြေအနေမဟန်တော့ဘူးဆိုတာသိသွားပြီးအ мян ပြေးထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့တယောက်နဲ့အများဆိုတော့ဟီနာဘယ်လိုပဲထွက်ပြေးထွက်ပြေးမလွတ်နိုင်မဲ့အဖမ်းခံလိုက်ရပါတော့တယ်။ ဟီနာကိုဖမ်းမိသွားတော့လူလဲကောင်မှခါတပိုင်းမြေမြုပ်လျက်သားထားလိုက်ကကြောက်ခဲတွေနဲ့ပြစ်ပောက်ပြီးတတ်လိုက်ကြပါတော့တယ်။တစ်ဖက်မှာလေယံမှုဗစ်ဂရမ်ကလည်းပါကစ္စတန်လေယံတွေနဲ့တိုက်ခိုက်နေတော့သူ့ရဲ့လေယံကိုအပြစ်ခံလိုက်ရပါတယ်။ဗစ်ဂရမ်ကလေဘော်ကနေအောက်ကိုပြုတ်ကျနေချိန်မှာပဲသူ့သမီးလေးနဲ့ဆုံးသွားတဲ့သူ့မိမအကြောင်းတွေကိုပြန်တွေးနေခဲ့ပါတယ်။ခဏကြာတော့ဗစ်ဂရမ်ရဲ့လေယံနဲ့ပင်လယ်ထဲကိုပြတ်ကျသွားခဲ့ပါတော့တယ်။ VG ကလည်းသူ့ရဲ့ Butch Leaders ခန်းကိုလာတိုက်တဲ့ပါကစ္စတန်လေယံတွေကိုပြန်ပြီးခုခံနေပါတယ်။ ဒါပေမဲ့ဘုံတလုံးက VJ ရှိနေတဲ့လေရင်ပြည့်အမြောက်ပေါ်ကိုကျလာတာကြောင့် VJ လည်းမြေပေါ်ကိုလွင့်ထွက်သွားပါတော့တယ်။ပါကစ္စတန်လေရင်တွေဘုတ်လီတက်ကိုဘုံကျဲပြီး1982ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ပါကစ္စတန်ချီလင်တက်တွေကတင့်ကားတရားနဲ့တူတက်သားအင်အား1800လောက်နဲ့သူတို့ရဲ့စစ်စင်ရေးကိုစတင်နေပါပြီ။နောက်ပြီးပါကစ္စတန်တွေကတရား20နဲ့လမ်းသွယ်15ခုကိုလည်းဖျက်ဆီးခဲ့တာမို့အိန္ဒိယဟာခတ်ပြည်နယ်နဲ့ဘုတ်လီတက်ကိုပါလမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားပါတော့တယ်။ အဲဒါကြောင့်ပါကစ္စတန်ကြီးတပ်တွေကည7:00နာရီမှာအိန္ဒိယနယ်စပ်ဗီဂါနော့ကိုအရောက်သွားမှာဖြစ်ပြီးဘူလီဒတ်ကိုမနက်9:00နာရီမှာအပီးသိမ့်ပိုက်နိုင်ဖို့အစီအစဉ်ဆွဲထားပါတော့တယ်။ပါကစ္စတန်တက်ချုပ်ကြီးကတော့သူတို့ရဲ့အစီအစဉ်အောင်မြင်တော့မှာမလို့အရန်ကိုပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာတော့မြေပေါ်မှာလဲကျပြီးသတိလစ်နေတဲ့ VG တယောက်ပြန်နိုးလာခဲ့ချိန်မှာသူတို့ရဲ့ဘူလီဒတ်တစ်ခုလုံးရရှိမှရှိအောင်ပျက်စီးနေတာမြင်လိုက်ရပါတော့တယ်။လျင်မှု Frigram ကလည်းကံကောင်းထောက်မှဆောင်နဲ့အသက်ဘေးကလွတ်ခဲ့ပြီး ပင်လယ်ကမ်းစက်တစ်ခုစီကိုရောက်လာခဲ့ပါတယ်။1948ခုနှစ်မှာပါကစ္စတန်ကခေါင်းမာပြီးအိန္ဒိယနဲ့ခွဲထွက်သွားတော့ကတန်ပေါင်း950ကိုအိန္ဒိယကထည့်ပေးလိုက်ပေမဲ့အခုတော့အဲ့ဒီငွေကြေးတွေနဲ့ဝယ်ယူထားတဲ့လက်နက်ခဲယမ်းတွေကပဲဘူလီတက်ပေါ်ကိုမိုးရွာချတယ်လို့ပြန်ကြခဲ့ပါတော့တယ်။ဘူလီတက်မှာတော့တပ်သားတွေအဆောက်အဦတွေနဲ့ပြည်စည်းကြိယာတွေအပါအဝင် လေရင်ပြေးလန်းကြီးပါအထိနာသွားခဲ့ပါပြီ။ VJ နဲ့တူတူအရာရှိနှစ်ယောက်ကစခန်းရဲ့အခြေအနေတွေကိုပြောနေကြတုံးမှာပဲခံလန်းလန်းမှရှိတဲ့ချိန်ကြိုက်ဘုံးတစ်လုံးကပောက်ကွဲသွားပါတယ်။ အဲဒါကြောင့် VJ လက်အရာရှိတရားကိုချိန်ကြိုက်ပုံအရေးအတွက်ကိုလိုက်စစ်ခိုင်းပြီးတတိထားကြဖို့အမိန့်ပေးလိုက်ပါတယ်။လက်ရှိမန်းဆိုတဲ့အရာရှိကိုတော့ကန်ထရိုက်တာခေါ်ပြီးလေရင်ပြေးလန်းကိုပြင်ခိုင်းဖို့အမိန့်ပေးလိုက်ပါတယ်။လေမှု Vikram ကတော့သူ့သမီးလေးရှိတဲ့စီရောက်လာခဲ့ပြီးသမီးလေးကိုဖတ်ထားလိုက်ပါတယ်။တစ်ဖက်မှာ Rancho တို့ကလည်းပါကစ္စတန်တွေစစ်အင်အားအလုံးရင်းနဲ့ဝင်လာတာကိုသတင်းရသွားခဲ့ပါပြီ။အိန္ဒိယစစ်ခုံရုံးမှာလည်း Boot Leaders ခန်းပျက်စီးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးအစည်းအဝေးထိုင်နေကြပါတယ်။စစ်ကူပို့ဖို့အတွက်ကလည်း လမ်းကြောင်းနဲ့အကုန်ဖျက်ဆီးခံထားရတာကြောင့်အခက်တွေ့နေခဲ့ပါတယ်။အဲဒါကြောင့် Mrs. Gunny က Vigano Nezak Gate ကိုဟယ်လီကော်ပတာနဲ့စစ်သားတွေပို့ဖို့အကြံပေးပါတယ်။ဒါပေမဲ့အဲ့ဒီဒေသမှာပါကစ္စတန်လေတပ်ကအမြဲတမ်းအသက်အနေထားနဲ့ရှိနေတာကြောင့်အဆင်မပြေနိုင်ခဲ့ပါဘူး။အကယ်၍ဘူလေတပ်စခန်းကိုသာပါကစ္စတန်စစ်တပ်ကသိမ်းနိုင်ခဲ့ရင်1965ခုနှစ်စစ်ပွဲအပြီးတုန်းကလိုပဲပါကစ္စတန်ကသူတို့နဲ့ညှိနှိုင်းဆွေးနွေးမှုတွေတောင်းဆိုမှုတွေလုပ်လာမှဖြစ်ကြောင်း Mrs. Gunny ကဗိုလ်မှူးတွေကိုပြောပါတယ်။ နီလန်မရှိတဲ့ဆုံးမှာတော့ဘိုမူကြီးတွေလည်းဘူလီတက်စခန်းရဲ့အရာရှိ VJ ကိုပဲတာဝန်ပြန်ပေးပြီး28နိုင်လောက်ကြာမဲ့ဂျန်နဂါလမ်းကြောင်းကနေစစ်ကူပုတ်ကပါကစ္စတန်စစ်တပ်ကိုတားဖို့အတွက်လှုပ်ပါတော့တယ်။မစ္စဂန်နီကတော့စစ်ကူရောက်ဖို့အဓိကဖြစ်တာကြောင့်အဆင်ပြေသလိုသာဆောင်ရွက်ဖို့ပြောလိုက်ပါတော့တယ်။တစ်ဖက်မှာလေမူဗစ်ဂရမ်ကဘုံကျဲခံရချိန်မှာသူတို့ရဲ့ရုံခန်းတကားကိုလာပိတ်သွားတဲ့သစိုတယောက်ကိုစရင်ရှင်းနေပါတယ်။အရာရှိ VJ ကလည်းသူတို့လေတက်စခန်းမှာကြာလာတဲ့ချိန်ကိုင်ဘုံတွေရဲ့အခြေအနေကိုလိုက်လံစစ်ဆေးနေပါတယ်။ ။ VJ ကဘုံကြားထားတဲ့ကျင်းထဲထိဆင်းသွားပြီးချိန်ကိုက်ဘုံတွေအလုံးကို fuse နဲ့တခုတည်းနဲ့ချိတ်ဆက်လိုက်ကမြေမြုပ်ပြီးဖောက်ခွဲလိုက်ဖို့လုပ်ပါတယ်။အဲဒီနောက်တော့တိုက်ပွဲမှာကြာသွားတဲ့တပ်သားအလုံးကိုမိသင်းချုပ်ပေးခဲ့ပါတယ်။မနက်၄နာရီချိန်မှာတော့ပါကစ္စတန်တပ်တွေချီတက်လာပြီးဖြစ်ကြောင်းနဲ့ boost လက်တက်ကိုလည်းနောက်တနေ့မနက်9နာရီမှာတိမ်းယူတော့မယ်ဆိုတဲ့အကြောင်း VJ ကဌာနချုပ်ကနေသတင်းရလိုက်ပါတယ်။အဲဒါကြောင့် VJ ကလေရင်ပြေးလမ်းကိုပြင်ဖို့အတွက်ဟယ်လီကော်ပတာနဲ့လူလွတ်ခိုင်းပေမဲ့တခြားလေရင်ပြေးလမ်းတွေကိုပြင်ဆင်နေတယ်ဆိုပြီးအကြောင်းပြကာ VJ တို့ကိုယ်တိုင်ပဲလှုပ်ကြဖို့အမိန်ပေးလိုက်ပါတယ်။လေရင်မှု Vikram တို့ကလည်းအကြောင်းစုံသိရပြီးတဲ့နောက်မှာရိတ်ခါဖို့လေရင်ကြီးနဲ့ Boot Leader ကိုတက်သားတွေပို့ပေးဖို့စီစဉ်ကြပါတယ်။တစ်ဖက်မှာဌာနချုပ်ကလည်းသူတို့စီစဉ်ထားတဲ့လမ်းကြောင်းတွေကနေ Boot Leader ကိုတက်သားတွေပို့နေပြီဖြစ်ကြောင်းဒုဗမုံကြီးနိုင်စီသတင်းပို့ပြီး Casnet Boot 200လုံးကိုပါကာကွယ်ဖို့တာဝန်ပေးလိုက်ပါတယ်။နေဇက်ကိမ်းမှာတော့ဒုဗမုံကြီးနိုင်တဲ့သူ Rancho လည်းရှိနေခဲ့ပါတယ်။ဗမုံကြီးက Boot လေရင်ပြင်လန်းပြင်ဆင်မပြီးမချင်းနဲ့သူတို့အတွက်စစ်ကူမရောက်မချင်း ရန်သူတပ်တွေကိုရသမျှထိန်းထားဖို့တပ်သားတွေကိုပြောပါတယ်။အင်အားချင်းလုံးဝမမျှပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာနောက်ဆုံးသွေးတစ်စက်ကျန်တဲ့အထိအမိမြေအတွက်ကာကွယ်တိုက်ခိုက် ပေးကြမယ်လို့ဘုံမူကြီးနိုင်ကတပ်သားတွေကိုခွန်အားပေးစကားပြောလိုက်ပါတယ်။အရာရှိ VJ ကတော့သူတို့လေရင်ပြေးလန်းကြီးပျက်စီးသွားတာကိုကြည့်ပြီးတာမန်လူတယောက်အတွက်တပ်တိတွေပျောက်ဆုံးသွားလောက်တယ်ဆိုပြီးတွေးနေပါတယ်။ချက်ချင်းပဲအရာရှိ VJ ကတစုံတယောက်ကိုတတိယသွားခဲ့ပြီးအဲ့ဒီလူကတော့ကျိုးပဲ့သွားတဲ့အင်ကြီးကျယ်သီးလို့အသေးမွှားတွေကအစပျက်စီးသွားတဲ့တပ်တိတွေအဆုံး ြန်ပြင်ဆင်နိုင်စွမ်းရှိတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်1982ခုနှစ်အော်တိုဘာလ3ရက်နေ့မှာတုန်းကမဟာပါဆိုတဲ့ရွာလေးတွေ့ရကိုစက်တက်ကောင်ဝင်လာခဲ့ပြီးရွာထဲမှာမွေးထားတဲ့နွားတွေကိုစားဖို့လုပ်ပါတယ်အဲဒီနောက်ကလေးတစ်ယောက်ကိုပွေ့ချီထားတဲ့အမျိုးသမီးတစ်ယောက်ထွက်လာတာကိုစက်တက်ကမြင်သွားပြီးခုံအုပ်ဖို့လုပ်တဲ့ချိန်မှာတော့မျိုးသမီးကနံရံမှာထိုးထားတဲ့ဓားကိုဆွဲယူလိုက်ပြီးစက်တက်ကိုအဆုံးသတ်ပေးလိုက်ပါတော့တယ်အဲဒီအမျိုးသမီးကတော့ဂူဂျာရက်ပြည်နယ်ရဲ့ချင်းသိမ်းမလို့သမုတ်ခံထားရတဲ့ဆွန်ဒါဘန်ဆိုသူပဲဖြစ်ပါတယ် ကျစ်စ်ကိုတက်လိုက်နိုင်တဲ့ဆွန်တာဘန်ကိုရွာသားတွေအပါဝင် Grand Chow နဲ့ VJ တို့ကပါဂုံပြူပေးနေကြပါတယ်။သူတို့ရွာလေးမှာရှိတဲ့ယောက်ျားသားတွေဟာစားဝတ်နေရအတွက်တနေ့တကြီးမှအလုတ်သွားလုပ်နေကြသူတွေဖြစ်တာကြောင့်အမျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေအများစုပဲကြံရှိနေခဲ့တဲ့ရွာလေးဖြစ်ပါတယ်။ VJ က Bush Leader ရဲ့ပြေးလမ်းကိုပြင်ဖို့အတွက်လူအင်အားမလုံလောက်တာကြောင့်ဆွန်တာဘန်တို့ရွာကအရက်သားတွေရဲ့အကူအညီကိုယူပြီးပြေးလမ်းကိုပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။1987ဒီဇင်ဘာ10ရက်နေ့မှာတော့ ဗီဂျေးကဆွန်ဒါဗန်စီသွားပြီးအကျိုးအကြောင်းပြောပြကအကူအညီသွားတောင်းခဲ့ပါတယ်။တစ်ဖက်မှာပါကစ္စတန်စစ်တပ်တွေကလည်းမနာတမ်းချီတက်လာနေကြပါပြီ။ဆွန်ဒါဗန်ကရွာဖျားเจ้าမှာရွာသူရွာသားတွေကိုအစည်းအဝေးခေါ်လိုက်ပြီးလေရင်ပြေးလမ်းကိုပြင်ဖို့အကြောင်းပြောပြပါတယ်။ဒါပေမဲ့စစ်မြေပြင်ဖြစ်နေတာကြောင့်ရွာထဲကလူတွေတယောက်မှမလိုက်ရဲကြပါဘူး။ရွာထဲကအမျိုးသမီးတွေကလည်းသူတို့သာတည်သွားခဲ့ရင်ကျန်တဲ့ကလေးတွေကိုဂယုဆိုင်မဲ့လူမရှိတာကြောင့်တွေ့ဝေနေခဲ့ပါတယ်။အဲဒါကြောင့်ဆွန်ဒါဗန်နဲ့ဗီဂျေးတို့ကလည်း ရွာသူရွာသားတွေအားလုံးကိုခွန်အားပေးစကားပြောပြီးမျိုးချစ်စိတ်တွေနှိုးဆော်ပေးလိုက်ကတိုင်းပြည်သားရန်သူလက်အောက်ရောက်သွားရင်သူတို့အားလုံးရှင်လျက်နဲ့တည်သွားကြမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ VJ နဲ့ဆွန်နာဘန်တို့ရဲ့စကားတွေကြောင့်ရွာသူရွာသားတွေအားလုံးနဲ့စိတ်တက်တွေတက်ကြွလာကလေရင်ပြေးလန်းကိုအားလုံးဝိုင်းပြင်ပေးချဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ရွာသားတွေကလေရင်ပြေးလန်းမှာဘုံကြတာတဲ့ဂျိုင်းတွေကိုမြေဖို့ဖို့အတွက်သူတို့ရဲ့အိမ်တွေတိုင်းတွေကိုပါဖျက်ပြီးအုပ်တွေခဲတွေတေလာကြပါတယ်။တစ်ဖက်မှာလဲရန်ချိုတို့ကရန်သူတက်တွေဝင်လာရင်တိုက်ခိုက်ဖို့အတွက် င်လယ်ရေချောင်းအဝကိုဘီလက်မြေတွေနဲ့ပိတ်ထားကြပြီးရေကာတာဆောက်ဖို့စီစဉ်နေကြပါတယ်။ရေကာတာရဲ့အောက်မှာလည်းဖောက်ခွဲရေးပစ္စည်းတွေထည့်မြှောက်ကရန်သူတွေရေကာတာကိုဖျက်လာတာနဲ့ရေစီးနဲ့မျောပါသွားအောင်ဖောက်ခွဲပစ်ကြမှာပဲဖြစ်ပါတယ်။လေမှုဗေကမ်ကတော့တပ်သားတွေကိုစုဆောင်းပြီး boost leader ကိုခြစ်တက်ဖို့ပြင်ဆင်နေပါတယ်။ boost leader ကိုရောက်ရင်လေရင်အနေရကိကိနဲ့ဆင်းသက်နိုင်ဖို့နဲ့အသက်ရှင်နိုင်ဖို့ကလည်းအာမခံချက်မရှိတာကြောင့်နိုင်ငံအတွက်အသက်ကိုစွန့်နိုင်တဲ့တက်တာအယောက်250သာသူနဲ့လိုက်ခဲ့ဖို့ဗြိတိကန်ကပြောပါတယ် အရာရှိ VJ ကလေရင်ပြေးလမ်းကိုပြင်ဖို့အတွက်လုပ်ရရှိတာတွေကိုပြင်ဆင်နေပါပြီ။ရန်ချိုတို့ဘက်မှလည်းရေကာတာကြီးကိုစပြီးတီဆောက်နေပါပြီ။အရာရှိ Vigran ဘက်မှလည်းတက်သားအယောက်250တွေမကပဲတက်သား900ကလိုက်ခဲ့ဖို့အတွက်ဆင်နစ်ဖြစ်နေကြပါတယ်။ Boost Data စခန်းမှာတော့အရာရှိ VJ ကရန်သူတက်တွေလာရင်အချက်ပေးတဲ့ကြားရမယ့်အကြောင်းတွေနဲ့ဘုံကျဲလာခရင်အရေးပေါ်ပြုတ်လို့ရမယ့်အနေထားတွေအကုန်လုံးကိုအရက်သားတွေကိုပြောပြနေပါတယ်။တစ်ဖက်မှာတော့ဌာနချုပ်ကဟယ်လီကော်ပတာနဲ့ပို့လိုက်တဲ့စစ်ကူတွေနဲ့ ရေချောင်းကပို့လိုက်တဲ့စစ်ကူတင်မောတွေကိုပါပါကစ္စတန်တပ်တွေကတိုက်ခိုက်လိုက်လို့ဘူးချ်ကိုရောက်မလာနိုင်တော့ပါဘူး။လေရင်ပြေးလန့်တွေကလည်းရွာသားတွေအားလုံးတက်ညီလက်ညီနဲ့ပြန်ပြီးပြုတ်ပြင်နေပါပြီ။လေမူဗစ်ဂရမ်ကထောက်ဖို့လင်ဟန်တက်တာအယောက်900တင်လို့မရတာကြောင့်လေရင်ရဲ့အပေါ်ဝင်တွေကိုရှော့ပြီးပြန်တမ်းဖို့စလုပ်ပါတယ်။ဘူမူကြီးနိုင်ကပါကစ္စတန်တပ်တွေသူတို့ဆင်ထားတဲ့အကွက်ထဲကိုဝင်လာဖို့အတွက်ရန်ချိုကိုပါကစ္စတန်မှတ်ပုံတင်အတုလုပေးလိုက်ပြီးလမ်းကြောင်းသွားလွှဲခိုင်းပါတယ်။ဘူးချ်လေတပ်မှာတော့ပြေးလန့်ပြင်နေကြတဲ့အရက်သားတွေခဏနာပြီးစားတောက်နေကြတော့ ပါကစ္စတန်လေယာဉ်တွေကဘုံးဝင်ကျဲပါတော့တယ်။အချက်ပေးတဲ့မြည်လာတော့လူတွေအကုန်လုံးလဲရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ပြီးမိတွေအကုန်ပိတ်ကဘေးကင်းရာကိုပြေးကြပါတယ်။လူတွေထိခိုက်မှုမရှိပေမဲ့ဘုံးကျဲခံလိုက်ရတာကြောင့်ပြင်ထားတဲ့လေယာဉ်ပြေးလန်းဟာထပ်ပြီးပြက်စီသွားခဲ့ရပါတယ်။ဒါပေမဲ့လဲဆွန်တာဘန်နဲ့ရွာသားတွေကအားမလျှော့ပဲနောက်တစ်ချိန်ထပ်ပြီးပြေးလန်းကိုပြင်ပေးခဲ့ကြပြန်ပါတယ်။အဲဒါကြောင့် VJ ကသူတို့လေတဲ့စခန်းအန်ရကင်းအောင်စခန်းပေါ်မှာသူတို့ရဲ့တိုက်လေယာဉ်တွေကိုအဆောင်သဘောမျိုးပြန်ဝဲခိုင်းနေဖို့ဌာနချုပ်ကိုတည်င်းပေးလိုက်ပါတယ်။ ရန်ချိုကလည်းပါကစ္စတန်မှတ်ဖို့တင်အတုနဲ့ပါကစ္စတန်တပ်တွေကိုရောက်သွားပြီးဇဂဝတ်ကိုပြောကာသူတို့စီစဉ်ထားတဲ့လမ်းကြောင်းတွေရောက်လာအောင်တရင်အမားတွေတမင်သွားပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဒုဗိုလ်မှူးကြီးနိုင်တဲ့ရန်ချိုတို့ကသူတို့နယ်မြေကိုပါကစ္စတန်တပ်တွေဝင်လာပြီးမို့ပျောက်ကြားတိုက်ခိုက်ဖို့အတွက်စတင်ပါတော့တယ်။ရန်သူတင့်ကားတစ်စီးတံတားပေါ်တက်လာတာနဲ့တပြိုင်နက်ဗိုလ်မှူးကြီးနိုင်ရဲ့မုံဟင်းကားချက်ကြဆိုတဲ့ညာတန်နဲ့အတူပါကစ္စတန်တပ်တွေကိုစပြီးပစ်ခတ်ပါတော့တယ်။အလစ်ဝင်တိုက်ခိုက်ခံရတဲ့ပါကစ္စတန်တပ်တွေလည်း တိုက်ပွဲအစမှတွင်မုံဟင်းကားဖြစ်သွားကြပါတယ်။ရန်ချိုနဲ့ဘုံမကြီးနိုင်တို့ဥဆောင်တဲ့နေဆက်တပ်ဖွဲ့တွေကစစ်အင်အားမတားပေမဲ့စစ်ဗျူဟာကောင်းတာကြောင့်တိုက်ပွဲမှာအရေးတာနေခဲ့ပါတယ်။ VJ ကလည်းလေရင်ပြေးလမ်းကိုပြင်ပြင်ပြီးချင်းမဲ့ Vikram တို့စီတရင်ပို့လိုက်တာကြောင့်လေမှု Vikram နဲ့အတူတူတက်သားအယောက်900ဟာလေရင်နဲ့ခြစ်တက်လာခဲ့ကြပါတော့တယ်။ဒါပေမဲ့လေရင်စအတက်မှာတော့လူအယောက်900ရဲ့ဝန်အားကများနေတာကြောင့်လေရင်ပြန်တန်းဖို့မဖြစ်နိုင်ခဲ့ပါဘူး။အဲဒါကြောင့် Vikram တို့လည်းလူအင်အား90ရှော့ချလိုက်ပြီး နောက်တစ်ချိန်ထပ်ပြီးပြန်တက်ဖို့ကြိုးစားကြည့်ကြပါရစေ။ရန်ချိုတို့ဘက်မှာတော့သူတို့စီစဉ်ထားတဲ့အတိုင်းရန်သူတင့်ကားတွေနဲ့တပ်သားတွေကဂျီကာတာနဲ့ဝင်လာခဲ့တာကြောင့်ဂျီကာတာကိုဖောက်ချပြီးပါကစ္စတန်တပ်တွေတော်တော်များများကိုခြေမှုန်းလိုက်နိုင်ပါရစေ။ VJ တို့ကလည်းသူတို့ရဲ့လေရင်ပြေးလန်းဝိုင်းပြင်ပေးခဲ့ကြတဲ့ဆွန်နာဘန်နဲ့ရွာသားတွေအားလုံးကိုအလေးပြုပြီးနှုတ်ဆက်လိုက်ပါရစေ။လေမှုပရိုဂရမ်တို့အင်အား90ရှော့ပြီးပြန်တက်ကြည့်ဖို့ကြိုးစားချိန်မှာတော့အောင်မြင်သွားခဲ့ပြီး Bush Leaders ခန်းကိုထွက်ခွာလာနိုင်ခဲ့ပါပြီ။ ဒါပေမဲ့လေရင်အတက်မှာခြံစည်းရိုးတန်ပန်းတွေနဲ့မလွတ်တာကြောင့်လေရင်အရှိဘိန်းကတော့ပြက်စီးသွားခဲ့ရပါတယ်။ Vikram တို့ထွက်လာတာကိုတင်းရရနဲ့ VJ တို့ဘက်ကလည်းတပ်သားတွေခေါ်ဖို့ကားတွေဆင်းသင့်လှုပ်လိုက်ကြပါတယ်။နေဆက်မှာတော့ Rancho နဲ့ Bumuji နိုင်တို့ဥဆောင်တဲ့တပ်ဖွဲ့ကရန်သူတွေကိုတတ်နိုင်မြချီမှုန်းနေကြပါတယ်။ Boost Leaders ခန်းကို Vikram တို့လေရင်ရောက်လာချိန်မှာတော့လေရင်ဆင်းဖို့အတွက်အရှိဘိန်းတွေမရှိတာကြောင့် Trolley ယူပြီးလေရင်ပြေးလဲဖို့တက်လာဖို့ Vikram က VJ ကိုတင်းပို့ပါတယ်။ ကန်ဆိုးချင်တော့ထရော်လီကဘုံကျဲခံရတဲ့အထက်ပါသွားတာကြောင့်ကားနဲ့ပဲတောက်ခံထားပြီးလင်းရင်ဆင်းနိုင်ဖို့အတွက်စွန့်စားရပါတော့တယ်။ VJ ကကားအမြန်နှုံးကီလို120ရတာနဲ့အချက်ပြမှာဖြစ်ပြီးလင်းရင်ဥပိုင်းကိုကားပေါ်တင်ပြီးဆင်းသက်ကြမှာဖြစ်ပါတယ်။မဖြစ်နိုင်တဲ့ကိစ္စမလို့အသက်အန္တရာယ်ရှိတာကြောင့်အရာရှိလက်ရှမန်းကတားပေမဲ့လည်း VJ ကတော့တိုင်းပြည်အတွက်အသက်ကိုပေးပြီးသားမလို့ဆက်ပြီးလှုပ်ဆောင်ဖို့ကိုပဲဆုံးဖြတ်လိုက်ပါတယ်။ VJ လည်းကားပေါ်တက်သွားပြီးကားကိုအရှိန်အဟောင်းစပြီးမောင်းနှင်နေပါပြီ။ တစ်ဖက်မှာတော့ဘူမူကြီးနိုင်ကလည်းတိုက်ခိုက်နေရင်ပခုံးကိုဓာတ်နဲ့ထိုးခံလိုက်ရပါတော့တယ်။ကားအချိန်ရလာတာနဲ့အမျှဗစ်ဂရမ်ကလည်းလေရင်ဥပိုင်းကိုကားပေါ်တင်လိုက်ပြီးလေရင်ကိုစပြီးဆင်းပါတယ်။ဓာတ်ထိုးခံလိုက်ရလို့လဲကြနေတဲ့ဘူမူနိုင်ကိုတော့ပါကစ္စတန်စစ်ဗိုလ်ကတရက်နဲ့ပြစ်ပြီးအဆုံးတတ်လိုက်ပါတော့တယ်။ VG နဲ့ဗစ်ဂရမ်တို့ကလည်းလေရင်အချိန်နဲ့ကားအချိန်ဘယ်လိုမှမမျှတာကြောင့်ခက်ခက်ခက်ခဲစူးစမ်းနေကြရပြီးကားတရာတွေကွဲထွက်ကုန်ကကားဘိန်းတွေပါမီးဆွဲသွားပါတယ်။ရန်ချိုကလည်းပါကစ္စတန်စစ်သားတွေကိုတယောက်တည်းပဲပြန်ခုခံရင် ပါကစ္စတန်စစ်ဘုံကိုတရက်နဲ့ပြစ်တက်လိုက်ပါတော့တယ်။လေရင်ချိန်ကတဖြည်းဖြည်းနဲ့ရော့ကျလာပြီးထိမ့်သိမ့်မှုခဲရင်တာကြောင့်ဗစ်ဂရမ်လည်းကားကိုကြိုးစားပန်းစားထိန်းထားလိုက်ရင်းနဲ့ပဲလေရင်ကိုလည်းအောက်ကိုအောင်းအောင်းမြင်းမြင်းဆင်းသက်လာနိုင်ခဲ့ပါပြီ။လေရင်ဘော်ကတက်သားအလုံးနဲ့စစ်မြေပြင်ကိုကားတွေနဲ့ချက်ချင်းသွားကြပြီးပါကစ္စတန်စစ်တပ်နဲ့တိုက်ခိုက်ခဲ့ကြပါတော့တယ်။အိန္ဒိယနိုင်ငံဟာကိုယ့်မြေကိုယ့်ရေပေါ်မှာပဲပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တာဖြစ်ပြီးသူတစ်ပါးမြေကိုလူယူလူစိတ်မရှိခဲ့တာကြောင့်စစ်ပွဲမှာအနိုင်ရခဲ့သည့်တိုင်အောင်ပါကစ္စတန်အစီပိုင်းကိုမသိမ်းယူခဲ့ပဲ ဘင်္ဂလားဒေ့ရှ်ဆိုတဲ့နိုင်ငံကိုတီထောင်ပေးပြီးသက်ဆိုင်သူတွေလက်ထက်ကို ပြန်ပေးအပ်ခဲ့ပါတယ်။အဲဒီနောက်ကမ္ဘာမြေပုံဟာထာဝရပြောင်းလဲသွားခဲ့ပြီးဂန္ဒီရဲ့ဇနီးနဲ့လက်ဖက်ရည်တောင်းရင်ဆွေးနွေးခြင်းနဲ့ပါကစ္စတန်သမ္မတယာယာခိုင်ရဲ့အိမ်မက်တွေဟာလည်းဘယ်တော့မှဖြစ်မလာတော့ပါဘူး။နောက်ပြီးမစ္စစ်ဂန္ဒီကလည်းအိန္ဒိယစစ်ဘုံချုပ်ကြီးတွေကိုဂုံပြုစကားပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရောအဖွဲ့ဝင်ရန်ချိုပိုင်းမဟာပါရသူဆွန်တာဘန်ဘုရှ်လီဒါခေါင်းဆောင် VJ နဲ့ Pilot Fighter Vikram တို့ကလည်းကိုမီတာစုကိုအဖွဲ့ဝင်နေတဲ့အတူတူ အမိမြေပေါ်မှာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာဒီဇလန်းလေးကတော့အိန္ဒိယနဲ့ပါကစ္စတန်စစ်တွင်းကာလတုန်းကဖြစ်ရမှန်တွေအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီးဒီဇလန်းလေးရဲ့အဓိကအကြောင်းအရာကတော့ဘုရှ်လီဒါစ်ခန်းဟာဘုံကျဲခံရလို့ပျက်စီးသွားတဲ့လေရင်ပြေးလန်းကိုအရက်သားပြည်သူတွေနဲ့ပဲညာတွင်ချင်းပြန်တီဆောက်နိုင်ခဲ့တယ်ဆိုတဲ့ကိစ္စကိုအရင်ပြုပြီးအိန္ဒိယနိုင်ငံသားတွေရဲ့နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ကိုထက်သန်စေချင်တာပဲဖြစ်ပါတယ် နောက်ပြီးအိန္ဒိယနိုင်ငံဟာစစ်အတွင်းမှာဘယ်လောက်အထိခတ်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ရကြောင်းနဲ့ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံစစ်တွင်းကာလအခြေအနေတွေကိုထုတ်ဖော်ပြသထားတာပဲဖြစ်ပါတော့တယ်ခင်ဗျာအဆုံးထိအားပေးခဲ့ကြတဲ့ပြည်သက်အရောက်စီတိုင်းကိုဂျေဇုအထူးတင်ရှိပါကြောင်းနဲ့ပြည်သက်များတဲ့တို့ကတိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ့်မခတ်တော်သူများအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ကတော့ BDM ရဲ့ရင်ဘတ်ကြီးနဲ့တင်ဆက်သူဇေယဖေပဲဖြစ်ပါတယ်ခင်ဗျာ